Telegram mini app ပေါ်မှာတိဆောက်ထားတဲ့ blue မှာ airdrop ရမရဆိုတာကိုဆက်လို့ရပါပြီ။ဘလို့ဆက်ရမလဲဆိုတော့ blue မြဲ Telegram channel ကိုလာလိုက်ပါ။ Telegram channel ကိုရောက်ပြီဆိုရင် အောက်ဆုံးမှာ are you eligible for the blue airdrop ဆိုတဲ့ post ကို တွေ့ရပါလိမ့်မယ်။အဲ့ဒီ post မှာ link လေးတစ်ခုရှိပါတယ်။အဲ့ဒီ link ကိုနှိပ်ပေးပါ။ဒါဆိုရင်ဒီ secret ကိုတွေ့ရပါလိမ့်မယ်အဲ့ဒီ secret မှာ eligible ဖြစ်တာမဖြစ်တာစစ်ဖို့အတွက်ကအချက်၄ချက်လိုအပ်ပါတယ်ပထမတစ်ချက်က blue point အနည်းဆုံး100 k ရှိဖို့လိုအပ်ပါတယ်တရား k ဆိုတာကတသိန်းကိုပြောတာပေါ့နော်ဒီတသိန်း ရှိမှရပါမယ်ဒုတိယတစ်ချက်က mi points အနေနဲ့850 mi point ရှိဖို့လိုအပ်ပါတယ်တကယ်လို့ကို့မှာက850 mi point မရှိဘူးဆိုရင် proof of activity လို့ခေါ်တဲ့ဒါလေးရှိဖို့လိုအပ်ပါတယ်ပေါ့နော်ဆိုတော့850 mi point ပြီးဖို့အတွက်ကလည်းပဲလွယ်လွယ်လေးပါပဲပေါ့နော်ကိုက trade လေးတစ်ခုဒီ trading board မှာဒီ trade လေးတစ်ခုလောက်လိုက်တယ်ဆိုလို့ရှိရင်တော့ရပါပြီနောက်တစ်ခုက အနည်းဆုံး referral နဲ့ရောက်ရှိဖို့လိုအပ်ပါတယ် referral ဆိုတာက ကိုယ်တငယ်ချင်းခေါ်တာကိုပြောတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကိုကကိုယ့်ရဲ့ referral ကိုအတုံးပြုတ်ပြီးတော့ကိုယ့်ရဲ့အိမ်မှာရှိတဲ့မိသားစုဝင်နှစ်ယောက်လောက်ခေါ်ရမှာဖြစ်ပါတယ်ပေါ့နော်နှစ်ယောက်တဲ့အများရှိတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်။နောက်ဆုံးတစ်ချက်က simple check ပါ။ဒါကဘာကိုပြောတာလဲဆိုတော့တချို့သူတွေမှာဆိုရင် phone တစ်လုံးတည်းနဲ့ blue မြက် account အခု 30,40,40ဖွင့်ထားတဲ့ဟာလေးတွေရှိပါတယ်ပေါ့နော်။အဲ့ဒီမှာကိုယ်အနေနဲ့ကဒါလေးတွေဖွင့်ထားမယ်ဆိုရင်တော့အဆင်မပြေဘူးလို့သူကပြပါလိမ့်မယ်။အကယ်၍ကိုကဖုန်းတစ်လုံးထဲမှာ Bloom အကောက်ကတစ်ခုပဲရှိတယ်ဆိုရင်တော့အဆင်ပြေပါတယ်။ဆိုတော့ကိုကဒီအချက်တွေအားလုံးကန့်ညီတယ်အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ check if you are in ready အောက်ဆုံးကအဖြူရောင်လေးကိုနေပေးလိုက်ပါ။ ဒါဆိုရင် तू စစ်ပါလိမ့်မယ်ပေါ့နော် အကယ်၍ तू စစ်လိုက်တဲ့အခါမှာအခုလိုမျိုး amateur လေးဖြစ်သွားတယ် you are eligible ဆိုပြီးတော့ဖြစ်သွားပြီဆိုရင်တော့အဆင်ပြေသွားပြီဖြစ်ပါတယ်ပြီးဒီအောက်မှာ तू ရေးထားတာက draw ကတော့အခုလေးရှိမှာမဆရသေးဘူးပေါ့နော်သိမကြခင်မှာပြန်ပြီးတော့စစ်ပါဆိုပြီးတော့သူကပြထားတယ်ပြီးသွားရင်ဒီမှာအမတ်ချက်လေးအားလုံးကအစီပြေသွားပြီဆိုရင်တော့အစီပြေပါပြီပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီမှာ post လေးတခုထပ်ပြီးတော့နည်းနည်းလေးအောက်ကဟာလေးနည်းနည်းကြည့်အောင် စနက်ရှော့ကတော့အခုလက်ရှိမှာစတာတော့မစသေးဘူး။အော်မေတို့အနေနဲ့ကဒီ qualify မဖြစ်သေးဘူးပေါ့နော်။တနည်းဆိုတော့ airdrop မရသေးဘူး။ခုနကအချစ်တွေနဲ့မကိုက်ညီသေးဘူးဆိုရင်ကိုက်ညီအောင်လုပ်ဖို့အတွက်အချိန်ရှိပါသေးတယ်။အော်အခြေကတော့အများကြီးတော့ရမှာတော့မဟုတ်တော့ဘူး။မြန်မြန်လေးလုပ်ပါဆိုပြီးတော့သူကပြောထားတယ်။ပြီးတော့ရင်ဒီအောက်မှာသူကအချစ်လေးချစ်ထပ်ပြီးတော့ပေးထားတယ်။ multi account family ပေါ့နော်။အဲ့လိုမျိုး multi account family ဖြစ်နေတယ်ဆိုရင်တော့ အဆင်မပြေဘူးလို့သူကပြောတာတယ်နောက်တစ်ခုက drug gay averse ပေါ့နော်ဒီ secret တွေဒီကိုအနေနဲ့ကဒီ drug gay တွေဆော့တဲ့အခါမှာတချို့ကုတ်တွေရေးပြီးတော့ဟိုဘယ်လိုပြောမလဲ body တုပ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့အဆင်မပြေဘူးလို့သူကတော့ပြောထားတယ်နော်ဒါလေးတွေရှိပါတယ်ဒီအချက်တွေနဲ့ကိုက lock in နေဆိုရင်တော့ eligible ဖြစ်ပါလိမ့်မယ် okay ပါဒါကတော့ဒီဒီနေ့ဒီ bloom ကနေပြီးတော့ end date ရတဲ့ဟာလေးကျွန်တော်ထပ်ပြီးတော့ဟိုမျှဝေပေးတယ်ပေါ့နော်သူက စနက်ရှော့ကတော့အခုလာမဲ့ဆိုပေါ့နော်အခုမေဂျော်ဂျွန်လာပထမအပတ်လောက်မှာဖြစ်မယ်ဆိုပြီးတော့သူကပြောထားတယ်ပြီးသွားရင်ဒီလင်စတင်လို့ဖို့အတွက်ကဒီအခုဒီဂျွန်လာအထက်မှာပဲဒီလေးဘက်တော့ရှိပါတယ်ပေါ့နော်အဲ့ဒီလေးဘက်မှာဟိုတခုခုတော့ဖြစ်ပါလိမ့်မယ်ဆိုတေချာတာကတော့ဂျော်လာအထဲမှာပဲဖြစ်ပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော် update ရတဲ့အကြောင်းအရာတွေကိုမျှဝေပေးတာပါအကယ်၍ကိုယ့်အနေနဲ့က ဒီလှုပ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်တော့ comment box မှာဟိုအဆင်မပြေတဲ့အကြောင်းကိုရေးသွားခဲ့လို့ရပါတယ်ဒါနဲ့ပေါ့နော် bloom ကသူ listed လုပ်တဲ့အခါမှာသူရဲ့ DEX အပြင် Binance မှာမှာ listed လုပ်မယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ကဒီကို့မှာပေါ့နော်ဒီ DEX သူရဲ့ blue ကရှိနေနေပြီးသားဒါပေမဲ့ Binance account ကမရှိရသေးဘူးဆိုရင် Android လက်ခံဖို့အတွက်ကကျွန်တော်ဒီ video description မှာ ဒီ30% discount ရတဲ့ referral code လေးကိုထားပေးထားပါမယ်ပေါ့နော်ဒီကနေပြီးတော့ကိုကအကောက်ဖွင့်တယ်ဆိုရင်ဒီကျွန်တော်ပေးတဲ့3ဒေါ်လာကိုပါရရှိပါအောင်မယ်ပြီးသွားရင်ဒီ airdrop ကိုလည်းပဲကျွန်တော်ယူဖို့အတွက် SAP သွားပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအလေးတွေကိုထပ်ပြီးတော့ update မျှဝေပေးတာပါ okay ပါဆိုတော့ကျွန်တော်ထပ်ဆက်ပြီးတော့ update ရတယ်ဆိုရင်တော့မျှဝေပေးပါမယ်နောက် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ